ဒီနေ့ကတော့ reality cloud နဲ့ပတ်သက်ပြီးသင်ပေးခဲ့တဲ့နောက်ဆုံးနေ့လေးပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ သင်ငန်းစာလေးကိုလေ့လာပြီးလေ့လာမယ်။ရှေ့နှစ်ရက်မှာလည်းဆရာ relative clock နဲ့ပတ်သက်ပြီးတော့၃ရက်ခွဲပြီးသင်ထားပေးရဖြစ်တဲ့အတွက်ကြောင့်အဲဒီ၃ရက်စာကိုကြည့်လိုက်မယ်ဆိုရင် relative clock ကိုနားလည်ပြီးတော့လက်တွေ့မှာအသုံးချတတ်သွားမှာပဲဖြစ်ပါတယ်။အဲတော့ရှေ့ရက်နှစ်ရက်မှာပြောပြီးသားဖြစ်ပြီးမှလည်းထပ်ပြီးတော့ပြောပြပါအောင်မယ်။ relative clock ဆိုတာဘာလုပ်တာလဲ။သူဒီနောင်းကိုနောက်ကနေထပ်ပြီးတော့အချက်လက်ဖို့အသေးစိတ်အချက်လက်နောက်ထပ်တစ်ခုထပ်ပြီးတော့ထည့်ရဖြစ်ပါတယ်။အဲတော့အဲ့လိုမျိုးဟာမျိုး relative clock လို့ခေါ်ပါတယ်။ relative clock မှာမှာ၂မျိုးရှိတယ်ပေါ့။အခုတစ်ခေါက်ပြန်ပြီးတော့ပြောပြပေးမယ်။ငါကြီးပြင်းကတော့မျိုးကတင်းခဲ့ပါတယ်။ဒါပေမဲ့လှပါတယ်။ ငါကြည့်ပြင်းခဲ့တော့ဆိုအပိုင်းလေးဒီ reality clock ဖြစ်ပါရဲ့သူဘာလို့နေလဲမြို့ဆိုတဲ့ဟာလေးကိုသူနောက်ကနေဖြည့်ပေးနေတယ်မြို့နဲ့ပတ်သက်တဲ့အချက်အလက်တွေတခုထပ်ထည့်ပေးတာဘလို့မြို့လဲငါကြည့်ပြင်းခဲ့တော့မြို့တန်ခမ်းစာကောင်းတွေများစွာတင်ပေးခဲ့တော့ငါအဖွားထိုနေရာမှာအခုထိနေပါတယ်ငါအဖွားထိုနေရာမှာနေရဆိုရင်ရပြီလေအဲ့ဒါသူထပ်ထည့်ထားတယ်တန်ခမ်းစာကောင်းတွေများစွာတင်ပေးခဲ့တော့อืมအဲ့ဒါလေးကပါလဲဆိုရင်အဖွားချက်လက်အပိုးလေးဘလို့ထပ်ဖြည့်ပေးရတယ်အဖွားကိုဖြည့်ပေးမှာဒါသည် relative clause လို့ခေါ်တယ် မြို့ကိုဖျက်ဆီးနေတဲ့မြစ်နော်ရိုးရိုးမြစ်မဟုတ်ဘူးမြို့ကိုဖျက်ဆီးနေသောဆိုတဲ့အပိုင်းလေးဒါဟာ related cloud ဖြစ်ပါတယ်၎င်းကငါးနှလုံးသားထဲမှာအမြဲရှိနေလိမ့်မည်ဖြစ်သောငါးနှလုံးသားထဲမှာအမြဲရှိနေလိမ့်မည်ဖြစ်သောဆိုတဲ့ဒပိုင်းလုံးဒီ related cloud ပဲဖြစ်ပါတယ်သူတို့ကဘာလုပ်နေကြလဲဆိုရင်သူတို့ကနောင်းတွေကိုအချက်လက်အပိုတွေထပ်ပြီးတော့ဖြည့်ပေးနေတာဖြစ်ပါတယ်အချက်လက်အစ်စ်တွေထပ်ဖြည့်ပေးနေတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုထပ်ဖြည့်ပေးတဲ့နေရာမှာ လိုအပ်လို့ဖြစ်ရယ်ဆိုရင်တော့ defining relative clause လို့ခေါ်ပြီးတော့မလိုအပ်ဖက်နဲ့ရှိနေပြီးသားပြည့်စုံပြီးသားဟောက်တသက်အချက်လက်ဘူနောက်တဲ့အသည့်တစ်ခုထပ်ထည့်ရယ်ဆိုရင်တော့ non defining relative clause လို့လည်းဆရာမနေရတည်ပေးခဲ့ပြီးဖြစ်တယ်။အဲ့တော့ရင်းနေလည်းတစ်ခါပြန်ပြောသွားမယ်။ငါကြည့်ပြီးခဲ့တဲ့ခဏအသားလေးမြို့ကတေးရယ်ဆိုတာနဲ့ရင်းစမယ်တထောင်။ဟုတ်ပြီနော်။တေးတော်ဘယ်လိုခေါ်လဲဆိုရင် small လို့ခေါ်တယ်။ဒါပေမဲ့ဆိုတော့ bad လှပပါကြောင့်ဘယ်လိုခေါ်လဲဆိုရင် beautiful လို့ခေါ်တယ်။ခဲ့ဒါတော့ small တို့ beautiful တို့ဒီဘိုင်းလဲ adjective တွေဖြစ်တယ်။ small thing ရဲ့တော့ beautiful လာပါတော့ ဒေါ်လေးကိုဒီဖြစ်အောင်မလုပ်ရမလဲဆိုလို့ရှိရင်ရှင်းမှာအမစ်စာထည့်ရမယ်မြို့တမြို့ရဲ့ဆို is ထည့်လိုက်တယ် the town is small and beautiful ဒါမှမဟုတ်ဖြစ်နေလေဘယ်မြို့မှမသိဖြစ်နေလေဘယ်မြို့လဲငါကြီးပြင်းခဲ့သောမြို့အဲ့တော့ငါကြီးပြင်းခဲ့သောဆိုတာဒီသူကမြို့ကိုဖြစ်မှာဖြစ်တဲ့လေဒီနောက်မှာထည့်ပေးရမယ်ဘာနေတဲ့ထဲမှာလဲ related clause နဲ့ထည့်မှာနေရာဆိုတော့ဆရာတော့ where နဲ့ဆက်မယ်ဘိုင်းနဲ့ဆက်ရလဲဆိုတဲ့အသေးစိတ်ကိုဆရာဒီ related clause နဲ့ပတ်သက်ပြီးရှေ့ရနေ့ရက်မှာပထမဆုံးလုပ်ရမှာပြောခဲ့ပြီးပြီဖြစ်တယ်သူနေရာဆိုရင်တော့ where နဲ့ဆက်မယ်ဘယ်သူကြီးပြင်းခဲ့တာလဲငါကြီးပြင်းခဲ့တယ်ဆိုတော့ i grow up က verb 1 but do ဆိုတော့ grow up ပေါ့နော်အဲ့တော့ when i grew up ငါကြီးပြီးခဲ့တော့မြို့ဒီသင်ခဲ့တယ်အဲဒါပေမဲ့လာပါရဲ့ဟုတ်ပြီကိုထက်လက်တဲ့ related ခေါ်ဒီ the final and the final ချက်လောက်သုံးသက်ရအောင်ဒီမြို့ဒီเนาะဒီအဲ့ဒီအပိုင်းလေးဒီ related ခေါ်လေးဖက်လိုက်မှာဆိုရင်အတိအပယ်ရှိလာလို့ကြည့်လိုက်မြို့ဒီတင်းငယ်ပြီးတော့လှပပါရဲ့ဒါဆိုရင်ထပ်မြေစရာရှိလာတယ်ဘယ်မြို့လဲ ပြောချင်တာကသူ့ကိုဖယ်လိုက်လို့ရှိရင်အတိတ်ပဲလွတ်သွားတယ်။အားကြောင့်သူကလိုလအလိုထည့်ထားတာဒီစကတွဲလေးဒီဒီစာကြောင်းပေါ်ထိပ်ပဲတတ်မှတ်မှုရှိတယ်။ဒါကြောင့် defining လို့ခေါ်တယ်။လိုလို့ထည့်တာဖြစ်တဲ့အတွက်ကြောင့်အပေါ်လို့တည်ဖြစ်တဲ့ comma ကုတ်တာကြီးဆက်လာလို့ဆရာမလို့ non defining ဆိုရင် comma ကုတ်ရမယ်။ခဏတစ်ခုကြည့်။သင်္ဘာစာသင်္ဘာစာကောင်းနေများစွာသင်ပေးခဲ့တဲ့ငါအဘွားထိုးနေရမှာနေတယ်။အခုထိနေတယ်ဟုတ်လား။ထိုးနေရမှာအခုထိနေတယ်။ကဲဟုတ်ပြီ။အဲ့တော့စာကောင်းငါအဘွားကဆိုတော့အဲ့ဒါနေစာရင်ပေါ့နော်။ my grandmother ် subject ပြီးသွားပြီ subject ပြီးမှလာမယ် verb လာမယ် subject ပြီးနောက်ဆုံး verb နေတဲ့ဆောင်ရေးမယ် live verb 1ဖြစ်တယ်တခုကိန်းဆိုတော့ verb 1မှာ s ထည့်ရမယ်နော်ထိုးနေရမှာဆိုတော့ there ငါအဖအထိုးနေမှာနေရဆက်ပြီးသွားပြီဒါပေမဲ့နော်ဒီဒီနေရာမှာဆရာ validity clause ထဲမှာဆရာပြောတယ်ဒီမှာနေချဲထားမယ်နော် live there ထိုးနေရမှာနေရအခုထိဆိုတာလေးကြမ်းတယ်အခုထိဆိုတော့နော်အငင်းဆိုရင်ဆရာတော့ why အထိရနောက်မှာထည့်ရတယ် positive စာကြောင်းဆိုလို့ရှိရင်တော့ဆရာတော့ stay ကိုထည့်ရတယ်အဲ့တော့ stay ကဒီဘောင်ဝမ်းရှေ့မှာထည့်ရတယ် ်ဒီမှာထည့်ရမယ်အတွဲတွဲဘာအတွဲလဲသင်္ကန်းစာကောင်းတွေများစာတင်ပေးခဲ့တော့ဆိုရအတွဲလေးဟာဘလေးတွေခလော်လေးပေါ့နော်အဲ့တော့ငါမိုင်ဂရမ်မာသားကြီးလူဖြစ်တော့ဗာတက်ဆက်လဲဘူးနဲ့ဆက်မယ်တင်ပေးခဲ့တယ်ဆိုတော့ talk t a u g h talk ဒါ verb 2တော့တင်ပေးခဲ့ပြီဘယ်လိုတင်ပေးကြလဲ me သင်္ကန်းစာကောင်းများစွာဆိုတော့ many good lessons ကဲဟုတ်ပြီအဲ့ဒီအတွဲလေးဒါကြီးဘာလို့ပေးရလဲအဖွားကိုထက်ပြီးဖြည့်ပေးတယ်ကြာအဖွားတွေရေးအဖွားမဟုတ်တော့ဘူး နော်အဖွားလေးအဖွားနှစ်ယောက်ရှိနေတယ်ပေါ့အဖေဘက်ကအဖွားရဲ့အမေဘက်ကအဖွားရဲ့ပေါ့အဲ့အဖွားထဲမှာပဲအဖွားပြောချင်တာလေသင်္ကန်းစာကောင်းနေတင်ပေးခဲ့တဲ့အဖွားကိုပြောချင်တာဆိုပြီးတော့အဲသူကဖြည့်ပြလိုက်တယ်ပေါ့ဒါဆိုရင်ဒီအပိုင်းကိုဖြုတ်မယ်ဆိုရင်အတိတ်ပဲပြည့်စုံနိုင်သေးလားငါအဖွားအမှန်နေရဆိုရင်စာကြောင်းအတိတ်ပဲပြည့်စုံမှုရှိလားစဉ်းစားကြည့်လားရှိရနော်ဘသူအဖွားမဟုတ်လေငါအဖွားလေအမှန်လေအတိတ်ပဲပြည့်စုံနေပြီဒါဆိုဒီကောင်းဒီအချက်လက်အစ်တစ်ခုအပူထက်ထဲတာအပူဆိုတော့နန်းတဖိုင်းလေးဖြစ်သွားပြီကော်မာကောက်ရမယ်ရှေ့မှာလည်းကောက်ရမယ်နောက်မှာလည်းကောက်ရမယ်စာပြောချင်တာတော့ပေါ့ပေါ့လေနော်သူကမလိုပဲနဲ့ထဲတာတော့မဟုတ်ဘူး အသေးပဲပြည့်စုံပြီးသားကိုထပ်ထည့်တာဖြစ်တဲ့တင်ကြောင်သူဒီဒီဆာချောင်းပေါ်အသေးပဲတတ်မှတ်မှုရှိဘူးသူကသူတွေအသေးပဲရှိပြီးသားဒါကြောင့်သူ NaN final လို့ဆရာကခေါ်တယ်ကော်မရှေ့မှာကုန်မယ်နောက်မှာကုန်မယ်နောက်ခုလာပြီမြို့ကိုဖျက်ဆီးနေတဲ့မြစ်ကလည်းတန်ရှင်းပြီးတော့အေးချမ်းပါတယ်ဟုတ်ပြီအဲ့တော့မြစ်နယ်ပဲစမယ် the river ငါဆိုတော့ဗာပြလာလဲဆိုရင် subject ပြီးသွားပြီတန်ရှင်းပြီးအေးချမ်းတယ်တန်ရှင်းတော့ဘယ်လိုခေါ်လဲဆိုရင် clean လို့ခေါ်တယ် A channel တော့ဘယ်လိုခေါ်လဲဆိုရင် peaceful လို့ခေါ်တယ်နော် P E C F U peaceful and that's about not clean and peaceful the attitude is so ခုနကအပေါ်ကဒီကောင်းလို့ပဲ MS လေးထည့်လိုက်မယ်နော် the river is clean and peaceful မြစ်ကတန်ရှင်းပြီးတော့ A channel ပဲမြစ်လည်းသိလားမသိဘူးလိုလို့ထည့်ရမယ်ကော်မာဒီမခံနဲ့မြစ်ကိုဖြတ်စည်းနေတော့ဒါစီရာဝတ်ချုပ်ဖြစ်တဲ့တရားဆိုတာဘာနဲ့ဆက်လဲဆိုရင် that နဲ့ဆက်မယ် that နော် C တော့ဘယ်လိုခေါ်လဲဆိုရင် run through လို့ခေါ်တယ် ဟုတ်လားအဲ့တော့ run ဒီပြည့်ရလို့ပဲမှတ်ထားလို့မရအောင်မြည့်ရဆိုရင်တော့ c ရလို့ပါတော့ပြရမယ်ဒါဘဝဖြစ်တယ်တခုကင်းဆိုဘဝမှာပါထည့်ရလဲဆိုရင် s ထည့်တယ်အဲ့တော့ the river that run through ဘာဝဖြစ်စင်းနေရလဲမြို့ကိုဆိုတော့ the town ဒီအပိုင်းလေး that run through the sounds အပိုင်းလေးပါလို့ခေါ်လဲ related cloud လို့ခေါ်လဲ low at လို့ထည့်ထားတာသူဒီဒီဆိုင်လောင်းကိုအတိပဲတတ်မှတ်မှုရှိတယ်သူ့ကိုဖယ်လိုက်ရင်အတိပဲကမပြည့်မစုံဖြစ်သွားတယ်ဒါကြောင့်သူဒီဒီဆိုင်လောင်းကိုအတိပဲတတ်မှတ်နေတယ် defining related cloud ဖြစ်တယ် the river that runs through the town is clean and peaceful ဖြစ်သွားတယ်၎င်းဒီငါးနှလုံးသားထဲမှာအမြဲရှိနေလိမ့်မယ်ဖြစ်တဲ့နေရာလည်းဖြစ်တယ်ကဲ၎င်းဒီဆို it ဆက်ပြပြီးသွားရင်ဘက်ကိုသွားဖြစ်တယ်ဆို it is နေရာဆို the place ဆို it the place ငါးနှလုံးသားထဲမှာအမြဲရှိနေလိမ့်မယ်ဖြစ်တော့เนาะ is the plate that ထိုနေရာကိုဆက်ဓာတ်နဲ့ပြန်ညွှန်ညွှန်နဲ့ related clock လောက်ပဲပေါ့နော်ဒီနေရာဒီ is the plate လို့ရေးလိုက်မယ်ဆိုရင်အဲ့ဒီပဲပြေဆုံးလား၎င်းဒီနေရာဖြစ်ပါသည်ဘလို့အတိတ်ပဲပြေဆုံးမလဲ။ဘာနေရာမှမသိသေးဘူး။ဒါဆိုဒီကောင်ကြီးလိုလိုထည့်အောင်မှာပဲဖြစ်တယ်။ငါနှလုံးသားထဲမှာအမြဲရှိနေလိမ့်မည်ဖြစ်သောဆိုတာလို့ရေးမယ်နော်။ The will subject ပြန်ဖတ်လာမယ် way နော်။အမြဲဆိုတဲ့ frequency A L W A Y S always ဆိုတဲ့ frequency ကိုသူကဘာမှထည့်ရလဲဆိုအကူရဲ့အနောက် main back ရဲ့အရှိနေတာ stay ။ stay ကနေတယ် ရှိနေတယ်ပေါ့နော်အများကြီးရှိနေတယ်အများကြီးဆိုရအလုံးလေးစီဘဝန်းဆိုဘဝန်းရဲ့အရှိမထက်ရတယ်အခုလိုမျိုး heaven back အကူနဲ့ဒီလို main back နှလုံးဆိုရင် heaven back ရဲ့နောက် main back ရဲ့အရှိမနေရတယ်ဟဲ့နော် that we always stay နှလုံးတိုင်းမှာဆိုတော့ in my heart ဒါခပြင်ရစေမယ် the town where i grew up is more the town where i grew up is more but beautiful my grandmother who taught me many good lessons still lives there the river that runs through the town is clean and peaceful is the place that we always stayed in my heart โอเคဒါဆိုဒီနေ့မှာလူလက်တွေ clock နဲ့ပတ်သက်ပြီးတော့ဆရာတော့ရမြောက်သင်ခဲ့ပြပြီးဖြစ်ပါတယ်ဆရာလက်နဲ့တွေအဆင်ပြေမဲ့လို့လည်းယူဆပါတယ်အဲ့တော့တော့ပြရသိပြီးဆိုတော့လက်တွေ clock ကိုနားလည်ပြီးအသုံးချနိုင်မယ်လို့ယူဆတာဖြစ်တဲ့အတွက်ကြောင့်ဆရာကို comment အောက်မှာလက်တွေ clock ကိုသုံးပြီးတော့စာကြောင်းလေးကောင်းကောင်းလေးတရားအောင်ရေးပေးခဲ့ပါဦးเนาะအားလုံးပဲကြိုးစားကြပါ fighting